အောင်မင်္ဂလာပါတလောက်ကရ YouTube channel နေပြန်လည်ကြိုဆိုပါရစေအဲ့တော့လက်ရှိအချိန်မှာမိတ်ဆွေတို့အနွေးတယ်လေးဝတ်ထားလိုက်မယ်လို့ထင်တယ်ကျွန်တော်တို့ရာသီဥတုကပြောင်းလဲလာပြီး sound twin ဆိုတဲ့အရာတာကိုကျွန်တော်တို့တကယ်ကိုခံစားရပါတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်တည်းမှာတော့အေးပေါ်ပဲမယ်ဒီနှစ်ကတော့ဒါအတော်အသင့်လေးအေးတယ်လို့ကျွန်တော်တို့နားလဲတယ်အဲကျွန်တော်လက်ရှိဆိုကျွန်တော်တောင်ကြီးမှာဆိုလို့ရှိရင်ဒါ30အောက်ကိုတောင်ရောက်နေတယ်ပေါ့နော်ဆိုတော့ရန်ကုန်မှာလည်းဒါ 20ပတ်ချာလဲနဲ့25ဆိုတော့ဒါရန်ကုန်မှာအေးတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့ဆိုတော့အေးရနယ်ပတ်သက်တော့ဆရာကဘာလို့ဒီရာကိုစကားပလင်နေခံနေလဲဆိုတော့ဒီအေးတဲ့ရာဒီဥရုမှာကျွန်တော်တို့စက်မိုက်ပြဿနာတွေကတော်တော်လေးဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကလေးငယ်တွေပေါ့နော် ကလေးမိခင်တွေကိုကျွန်တော်ပညာပေးခြင်းနဲ့ကျွန်တော်ပြောပြပေးခြင်းနဲ့အဲ့ဒါကတော့ဒီကလေးမိခင်တွေကနှစ်နှစ်အောက်ကလေးတွေကဒီလိုရာဒီမှာအထူးသဖြင့်တော့ဒီအဆုံနဲ့ပတ်သက်တဲ့ယောဂအသက်ရှူနှမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေ ီကလေးငယ်တွေမှာ အဖြစ်များပါတယ်အဲ့တော့ယောဂတွေကတော့ကျွန်တော်ဒီအဆုတ်ရောင်တာအာလီပြွန်ရောင်တာအာချွဲချက်တာယဉ်ချက်တာအစရှိသဖြင့်ပေါ့နော်အများစုကတော့အားလုံးကျွန်တော်ကျွန်တော်တို့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကအဖြစ်များပါတယ်အဲ့တော့ဒီဟာကိုကျွန်တော်ဘာကြောင့်ပြောနေရလဲဆိုတော့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလေးကိုကျွန်တော်ပေါ်ဆလိုက်တာ ਨੇ ကလေးတွေမှာကျွန်တော်တို့အသက်အနေအထိကိုချရောက်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကလေးတွေအတွက်ဘာလေးတွေလုပ်ပေးဖို့လိုမလဲဆိုတာကို ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါအဲ့တော့ကျွန်တော်ဒီနှစ်နှစ်အောက်ကလေးငယ်တွေပေါ့နော်နှစ်နှစ်အောက်ကလေးငယ်တွေဆိုတာကဒါကျွန်တော်တို့မိဘတွေမိခင်တွေကတေချာလေးဂယုဆိုင်ပြီးမှလာသူတို့ရဲ့ကျမ်းမာရေးကပုံမကောင်းမှမှဖြစ်တယ်။အားကြောင့်လဲဆိုတော့သူတို့မှအနှွေးတဲ့ဝဲရမယ်အစားအသောက်ကိုဘယ်လိုစားရမလဲဆိုတော့သူတို့ကတီးတဲ့အရွယ်မဟုတ်သေးဘူး။ဒါကြောင့်မလို့အမေတွေအနေနဲ့ကကျွန်တော်တို့နွေနွေထွေးထွေးဆိုတာကိုကျွန်တော်တို့တကယ်ကိုဂယုတစိုက်လေးကလေးတွေကိုဝတ်စားစင်ရင်မို့လိုအပ်တယ်။ ီချိန်မှာကျွန်တော်တို့ဘယ်နေရာကအရေးကြီးတာလဲဆိုတော့ဒီရင်ဘတ်နဲ့ဥခေါင်းနဲ့ခြေပြောင်းနဲ့ဒီနေရာတွေကကျွန်တော်ဒီနေရာတွေမှာအေးတာနဲ့အများကျွန်တော်ဒီအဆုတ်အေးပတ်ပြီးတော့ဟာနာစီချောင်းဆိုးမှတစ်ဆင့်အဆုတ်ရောင်တာနမိုနီးယားဖြစ်တာအလားအဆုတ်လေးပြွန်ကျင်းတာအဆရှိတဲ့ဖြစ်ဒါတွေကနောက်ဆက်တွဲမှာကျွန်တော်တို့တွဲပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မလို့ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီအဝယ်စားပေါ့နော်အဝယ်စားကိုကလေးတွေကိုအနွေနွေထွေးထွေးဝတ်တဲ့နေရာမှာရင်ဘတ်တွေခေါင်းတွေကိုကျွန်တော်တို့အေးမိအောင်လို့ကာကွယ်တဲ့အဝယ်စားမျိုးတွေကိုဝေပေးဖို့ လိုပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီအစားအသောက်ပေါ့နော်အစားအသောက်လီရွယ်တွေကတော့နှစ်နှစ်အောင်ကလေးငယ်တွေကတော့ဒါအထူးသဖြင့်တော့အမီကင်တို့ ਨੇ အတူဖြည့်ဆက်စာတွေကျွန်တော်တို့ကျွေးနေကြပြီပေါ့အဲ့မှာကျွန်တော်တို့ဒီအာလူထောင်းလိုဟာမျိုးလေးတွေနော်ကလေးတွေကျွန်တော်တို့ကြိုက်မဲ့ဟလာအစားအသောက်တွေကိုဒါပူပူနွေးနွေးလေးဟင်းချိုပူပူလေးတွေဒါဆန်ပြုတ်လေးတွေစွတ်ပြုတ်လေးတွေအဲကြသားပြုတ်လေးတွေအစရှိတဲ့မျိုးမြူဆန်ပြုတ်လေးတွေဒါမျိုးလေးတွေကိုကျွန်တော်တို့ဖြည့်ဆက်စာအနေနဲ့လည်းအဲကျွေးလို့ရပါတယ်အဲ့တော့ ီချိန်မှာကကျွန်တော်တို့ကလေးငယ်တွေအတွက်ကဟလာနူးနူးထွေးထွေးလေးနဲ့အာဟာရပြည့်နေဖို့ကလည်းလိုအပ်ပါတယ်အဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အညာအိတ်တဲ့အချိန်မှာကျွန်တော်တို့ဒီရင်ဘတ်ကိုပေါ့နော်ရင်ဘတ်ကိုကျွန်တော်တို့ဒါကမြမနီးမြမဟန်ပေါ့ဟလာကျွန်တော်ဒီနှမ်းစီလိုဟာမျိုးလေးတွေနူးနူးထွေးထွေးဖြစ်အောင်လို့ဒါရင်ဘတ်ကိုလူးပေးတာမျိုးအဲဒါမျိုးကိုကျွန်တော်ဆိုရင်လည်းဒါအားပေးပါတယ်ဘာကြောင့်လဲဆိုတော့ကလေးတွေအတွက်ကအလွန်အမတန်မှအကျိုးရှိတဲ့အဲလိုရက်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့မိခင်နေအနေနဲ့လည်းကိုယ့်ရဲ့ကလေးကိုဟလာအကောင်းဆုံး အာပြုစုစောင့်ရှောက်ပြီးတော့ဟလာဒီစောင့်ရည်ဒီကိုအကောင်းဆုံးဖြတ်တန်းနိုင်ပါစေလို့ကျွန်တော်ကဆုတောင်းပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒုတိယတစ်ပိုင်းနေနဲ့တော့ကျွန်တော်တို့ဒီစောင့်ရည်ဒီမှာလူလက်ပိုင်းနေလူရွယ်ပိုင်းနေပေါ့နော်စောင့်ရည်ဒီကိုကြော်ဖြတ်မလဲပေါ့ဘာကြောင့်ကြော်ဖြတ်မလဲလို့ကျွန်တော်ပြောလဲဆိုတာကဒီရည်ဒီမှာဒီအင်းမီနာစီချောင်းဆိုးကပုံမှန်လို့ဖြစ်ကြတယ်ဒါကအလောက်အေးမကြီးဘူးလို့ထင်စရာရှိတယ်ပေါ့နော်သို့တော့ အဲ့ဒီအနေမှာကျွန်တော်တို့နောက်ဆက်တွဲဖြစ်သွားနိုင်တာတွေကိုကျွန်တော်တို့ကစိုးရိမ်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လူတွေမမြင်နိုင်တဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီ virus တွေ bacteria တွေကကျွန်တော်တို့အဆုတ်သေးတွေကျွန်တော်ခန္ဓာကိုယ်တွေကိုဝင်ရောက်ပြီးတော့ကျွန်တော်တို့ရောဂါတွေအများကြီးပေးနိုင်တယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ကဒါအေးမီနာစီချောင်းဆိုးလေးကိုပုံမှန်လေးဆေးတောက်လိုက်ပြီးတော့ပျောက်ကောင်းပျောက်သွားနိုင်ပေမဲ့အကယ်၍ကိုကတေချာဂရုမစိုက်လိုက်မိဘူးဆိုလို့ရှိရင်အဆုတ်ပြင်းထန်ရောင်နဲ့ရောဂါအထည်ကိုကျွန်တော်တို့က ဖြစ်ပွားသွားနိုင်တယ်ပေါ့နော်အခက်မသိလို့ရှိရင်ကျွန်တော်အသက်အန္တရာယ်ပါရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါမိတ်ဆွေတို့ကိုပို့ပြီးကျမ်းမာတဲ့သူတွေဟာပို့ပြီးတော့ပျော်ရွှင်တဲ့သူတွေဖြစ်နိုင်အောင်လို့ကျွန်တော်ကအကြံလေးတွေပေးသွားမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားပေးပါပထမဆုံးအနေနဲ့ကျွန်တော်ရာသီဥတုအေးလာပြီဆိုလို့ရှိရင်အနှွေးတယ်ကိုနဲ့တင့်တော်မဲ့အနှွေးတွေကိုကျွန်တော်တို့ဝတ်ဖို့လိုတယ်အဲ့တော့ဆရာကဘာလို့အနှွေးတွေဝတ်တာများအထူးဆန်းလုပ်ပြီးပြောလဲဆိုတော့ တကယ်တမ်းကျွန်တော်ခန္ဓာကိုယ်နဲ့အသားကိုကပ်ပြီးနွေးနေမှသာလျှင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ temperature ကိုသူကသိချာထိမ့်မိတာဖြစ်တယ်။အဲ့တော့ဒီနေရာမှာဗာရေးကြည့်လဲဆိုတော့ကျွန်တော်တို့အနွေးထည်ရွေးချယ်တဲ့နေရာမှာလည်းအဲသိချာလေးကယူဆိုင်ဖို့လိုတယ်။ကျွန်တော်ပြောတော့နည်းနည်းတော့ကြည်စရာကောင်းရင်ကောင်းလိမ့်မယ်။ဟာဆရာဒီအနွေးတွေများအထူးဆန်းမဟုတ်ဘူး။မဟုတ်ပါဘူး။အနွေးတွေမှာကျွန်တော်ကလာဒီအသားထဲမှာကပ်ပြီးတော့နွေးနေတဲ့အနွေးတွေမျိုးကရွေးတတ်ဖို့လိုပါတယ်။ဒါကဒါပထမတစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက်ကကြတော့ကျွန်တော်ဒီအစားအသောက်ပေါ့အာဒီရာသီဥတုမှာကျွန်တော်တို့ကိုကအစားအသောက်တဲ့အစားအသောက်တွေကကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့ကိုယ်ခံအားကိုကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေအထောက်ကူဖြစ်ပိုကောင်းတယ်ပေါ့အဲ့တော့ဒီရာသီမှာကျွန်တော်တို့အသီးနှံတွေမှာဆိုရင်ဒီဗိုက်တာမင် C ကျွယ်ဝတဲ့အသီးနှံတွေကိုကျွန်တော်တို့ပိုပွားများစားလို့ရနိုင်တယ်ဥပမာလိမ္မော်သီးတို့အာတင်မော်သီးတို့အစားရှိတဲ့ဖြစ်ပေါ့ဒါမျိုးတွေကျွန်တော်တို့စားပြီးလို့ရတယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အိမ်မှာဆိုရင်လည်းအာဆွပြုတ်ပြီးအလားကြက်သားဆွပြုတ်ပြီး เนาะကိုကခောက်ဆွဲပြုတ်ကြိုက်တယ်ဆိုလဲခောက်ဆွဲပြုတ်ပြီပေါ့เนาะအဲ့တော့ပူပူနွင်းနွင်းလေးဟလာကျွန်တော်ဒီစားတောက်တဲ့အလေးထားလေးပေါ့ဒါလေးကလည်းကျွန်တော်တို့ရဲ့ဟလာခန္ဓာကိုယ်ကိုနွေးထွေးစေတယ်ကျွန်တော်ဆိုရင်တော့တစ်ခါလေး JO ပေါ့เนาะ JO ဆိုရင်လည်းဒါဒီချိန်မှာစားလို့ကောင်းတဲ့စားတောက်ထဲမှာပါတယ်အဲ့တော့အဓိကပြောချင်တာကတော့ဟလာကျွန်တော်ခန္ဓာကိုယ်နွေးနွေးထွေးထွေးဖြစ်ဖို့အတွက်အစားတောက်ပူပူနွင်းနွင်းလေးတွေဆွပြုတ်လေးတွေဒါမျိုးလေးတွေကိုလည်းစားသိခြင်းနဲ့နောက်တစ်ခုကကြတော့ကျွန်တော်ဒီတက်လက်ပိုင်းနေမှာဟလာကိုလေးချိန်များတဲ့သူတွေ အကူလေးချင်းများတဲ့သူတွေဆိုရင်များသောအားဖြင့်သူတို့ကအပူဒဏ်ကိုကျွန်တော်တို့မခံနိုင်ဘူးအေးဒဏ်ကိုသူတို့ခံနိုင်တယ်ဆိုတော့အေးကိုကြိုက်ကြတယ်အဲ့တော့အေးကိုကြိုက်တော့ဘာဖြစ်လဲဆိုတော့ဒီလောက်တာမန်အေးလောက်တယ်ဆိုရင်သူတို့ကအနှွေးတယ်နေပါတယ်သူတို့မဝက်တာများတယ်ဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအေးဓာတ်ကဒီအပြင်အေးပြားနေမှာအစုတ်သေးသေးဖောက်သွားပြီးတော့အစုတ်ရောင်တာတွေเนาะအစုတ်လေးပြုံးကျင်းပြီးတော့ရင်ကျက်တာတွေချွဲကျက်တာတွေ အဖြစ်များတယ်အဲ့တော့အဝလွန်တဲ့လူတွေမှာဒီကိစ္စကိုကျွန်တော်အနေနဲ့တော့မပေါ့စီခြင်းဘူးကိုကခန္ဓာကိုယ်အဝလွန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ယောဂဖြစ်ဖို့အတွက်အလွန်အမအခွင့်အလမ်းများတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးရာသီဥတုမှာဝါတဲ့လူတွေနေနဲ့ကျွန်တော်ပို့ပြီးညွန့်ညွတ်ထွေးနေတာမျိုးကကိုယ့်အတွက်ပို့ပြီးတော့လုံလုံစိတ်ချရတယ်ပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်အမြဲတမ်းပြောနေတဲ့ကိုယ်လက်လှူရှာမှုဒါတော့အရေးကြီးဆုံးပေါ့နော်ဒီအချိန်မှာကျွန်တော်တို့မနဲ့ဆိုလို့ရှိရင်ကျွန်တော်လမ်းလျှောက်လို့ရတယ်နော် ကိုနှစ်တက်ရအားကစားတစ်ခုလှုပ်ရှားမှုတစ်ခုကိုကျွန်တော်တို့လုပ်လို့ရတယ်။ဒါတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေကိုကောင်းစေတယ်။အာလန်းဆန်းနဲ့ပြီးရင်ကိုယ်ခန္ဓာကိုကောင်းစေတယ်။အဲ့တော့ဒီဆောင်းလွှဲမှာမှအားကစားမလုပ်ဘူးဆိုရင်တော့ကျန်တဲ့ချိန်မှာလုပ်ဖို့ဆိုရင်တော့တော်တော်လေးခက်သွားပြီ။ဘာကြောင့်လဲဆိုတော့ရာသီဥတုအေးအေးလေးနဲ့ကျွန်တော်တို့ကကိုယ်လက်လှုပ်ရှားမှုလှုပ်လိုက်တဲ့ချိန်မှာအာချွေးထွက်သွားတယ်နွနွထွေးထွေးလေးဖြစ်သွားလို့ရှင်။အလွန်တမှနေလို့ကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်။ကျွန်တော်ဆိုရင်တော့ဒီဆောင်းလွှဲမှာကျွန်တော်မနေ့ဆော့ဆော့ကိုကျွန်တော်လမ်းထားလျှောက်တယ် အဲခတ်တော့တလေးအခါတလေပြေးတယ်ဒါကကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုတသလုံးအကျိုးရှိစေမဲ့လောက်ရည်ဖြစ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းကျွန်တော်ပြောတဲ့အချက်ကလေးတွေကို line လုပ်ကြည့်မယ်ဆိုရင်တော့ဒီ sound ring ကိုကျွန်တော်တို့ကျန်းကျန်းမာမာနဲ့ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲဗီဒီယိုအဆုံးအောင်ကြည့်သွားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်တစ်ပိုင်းမှာအသက်ကြီးရွယ်ဦးနေပတ်သက်တဲ့အကြောင်းကိုကျွန်တော်ဆက်ပြောသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ီတစ်ပိုင်းမှာတော့ဒီစောင်းရည်ဒီမှာတက်ကြီးရွယ်ဦးတွေအတွက်ကျွန်တော်အကြံပေးချင်တာလေးရှိပါတယ်အဲ့တော့တက်ကြီးရွယ်ဦးတွေဆိုတော့အသက်60အထက်တွေပေါ့နော်အသက်60 80ပေါ့ကျွန်တော်နိုင်ငံမှာတော့ဒါ80ကျော်ဆိုရင်တော့ရှားသွားပါပြီအဲ့တော့ဒီရွယ်တွေကကျွန်တော်လူငယ်တွေလို့တော့မဟုတ်တော့ဘူးသူတို့မှာလူငယ်တွေလောက်ကိုခံမကောင်းနိုင်တော့ဘူးအာယောဂအခန်းတွေလည်းရှိတဲ့သူတွေလည်းရှိတယ်ကျမ်းမာရေးရတာကြားတဲ့အပိုင်းကိုရောက်နေပြီပေါ့နော် ဆိုတော့ဒီလူတွေကကျွန်တော်ဒီယာတီတွေမှာအများသောအားဖြင့်အသက်သေဆုံးတဲ့အထိကိုပို့ပြီးတော့ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနလူငယ်တွေရောကလေးတွေမှာရောကျွန်တော်ဒီအဆုံးနဲ့ပတ်သက်တဲ့ယောဂအကြောင်းလည်းကျွန်တော်ပြောခဲ့ပြီးပြီ။ဆိုတော့လူကြီးတွေမှာလည်းထို့အတူပဲ။အဲ့တော့လူကြီးတွေမှာဘာကြောင့်ကျွန်တော်တို့အထူးအရေးကြီးလဲဆိုတော့သူတို့ကဒီဓာန်ကိုပို့ပြီးတော့ခံရတယ်။နောက်တစ်ခုကဒီရွယ်တွေမှာကကျွန်တော်တို့ယောဂအခန်းနေအထူးသဖြင့်တော့နှလုံး ွေတိုးစီးကျူဒီယောဂာရရှိရဲတချို့ဆိုလို့ရှင်ကန်ဆာယောဂာအစရှိတဲ့ဖြင့်ကျွန်တော်အတန်တိတ်လူတက်တမားယောဂာတွေကဒီလူကြီးတွေမှာရှိနေတတ်ကြတာများပါတယ်ဆိုတဲ့ခါကျတော့ဒီလူကြီးတွေမှာဒီရာသီဥတုကို မတိုက်ခိုက်နိုင်ဘူးမကြော်လွားနိုင်ဘူးဆိုလို့ရှင်ကျွန်တော်အသက်အန္တရာယ်အများကြီးစိုးရင်ရပါတယ်အဲ့တော့ဒီရာသီကိုဝင်လာပြီဆိုတာနဲ့အကြီးရွယ်တွေကတော့ပို့ပြီးတော့ခူးဆိုင်ပို့လို့တယ် ကိုယ့်ရဲ့သားသမီးတွေကလည်းကိုယ့်ရဲ့မိဘတွေကိုပို့ပြီးရယူဆိုင်ပို့လို့ရတယ်။အဲ့တော့ရေချိုးတာဒီရွယ်ဒီမှာတော့ကျွန်တော်ရေချိုးတာကအဓိကအရေးကြီးတယ်။တချို့ကလည်းရေချိုးတာကိုကြိုက်တယ်။တချို့ကလည်းရေချိုးတာကိုမကြိုက်ဘူး။ကျွန်တော်အနေနဲ့ကတော့ဒီရွယ်မှာရေချိုးမယ်ဆိုလို့ရှိရင်မနက်စောစောချိုးတာမျိုးတွေညနေဆောင်ချိုးတာမျိုးတွေကိုတော့အာမပေးဘူး။နေ့လယ်ပိုင်း7နာရီနဲ့7နာရီကြားဒီချိန်မှာရေနွေးလေးဆက်ပြီးတော့ချိုးတာမျိုးကတော့ဒီအသက်ကြီးရွယ်တွေအတွက်ကိုအလွယ်မှန်မှတင့်တော်ပါတယ်။ ပြီးတဲ့ခါကျတော့ကျွန်တော်နွေနွေထွေးထွေးနေပါအာချီပွားတွေလက်ပွားတွေဥပေါင်းတွေအေးမမိစေနဲ့ပေါ့ပြီးလို့ရှိရင်အစားတောင်းနဲ့ပတ်သက်လို့ရှိရင်လည်းနွေနွေထွေးထွေးနဲ့စားလို့ကောင်းတဲ့အစားတောင်းမျိုးလေးတွေရွေးချယ်စားတောင်းတတ်ဖို့လိုတယ်ကိုနဲ့လည်းတင့်တော်တယ်ကျန်းမာရေးရလည်းကောင်းတယ်အဲ့တော့ပြုတ်ထားတာတွေပေါင်းထားတာတွေအဲပြောရရင်ကျွန်တော်စားချင်တာကတော့ hot pot လိုဟာမျိုးပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့အပြင်နာသွားတဲ့ချိန်မှာလည်းကျွန်တော်တို့ အာစားကြလို့ရတယ်ပေါ့နော်အိမ်မှာဆိုရင်တော့လေအိမ်မှာလှူစားလို့ရတဲ့အပြုတ်လေးတွေအပေါင်းလေးတွေပူပူနွေ့နွေ့ဖြစ်မဲ့အစားအသောက်မျိုးလေးတွေဒါလေးတွေကအသက်ကြီးရွယ်တွေအတွက်အများကြီးကောင်းစေမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုရင်နွေးချမ်းပေါ့နော်ရင်နွေးချမ်းအရင်နေ့ခင်မှာဆိုလို့ရှိရင်ကျမ်းမိုင်နဲ့ညညွတ်တဲ့ထုတ်ကုန်တွေအများကြီးရှိနေပြီဖြစ်တယ်အဲ့တော့ကိုနဲ့တင့်တော်တဲ့ဟလာလက်ဖက်ချောက်တီရင်းနှီးချမ်းတွေကိုလည်းကျွန်တော်တို့တောက်သုံးခြင်းအပြင်လည်းကျမရေကိုကျွန်တော်တို့ဂယူဆိုင်ရာရောက်တယ် အဲနောက်တစ်ခုကတော့ကိုလက်လှောက်ချမှုပေါ့ဒီရွယ်နေမှာက တချို့လဲအိယာတွေမှာလဲနေတာဖြစ်နိုင်တယ်တချို့လဲသွာလာလှောက်ချနိုင်သေးတယ်အဲ့တော့သွာလာလှောက်ချနိုင်သေးတဲ့သူတွေဆိုရင်တော့လေကျွန်တော်တို့ကိုလက်လှောက်ချမှုလေးတွေကိုဟလာမနေ့အစောကြီးမှတောင်မှကျွန်တော်တို့6နာရီ9နာရီဒီဝင်းကျင်မှာဟလာအိမ်ပတ်ဝန်းကျင်မှာလမ်းလျှောက်တာပဲဖြစ်ဖြစ်အိမ်နဲ့နီးတဲ့ပန်းခြံတွေမှာလမ်းသွားလျှောက်တာပဲဖြစ်ဖြစ်လုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ကျန်းမာရေးကိုဒါတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုစေနိုင်မှာဖြစ်တယ် အဲ့တော့နောက်ဆုံးကျွန်တော်တို့အပြင်ထွက်ပြီးလမ်းမလျှောက်နိုင်တော့မှ ကိုယ်အိမ်ထဲမှာလုံလို့ရတဲ့လေ့ကျင့်ခန်းလေးတွေရှိတယ်။သွေးပူအောင်လုံလို့ရတဲ့လေ့ကျင့်ခန်းလေးတွေရှိတယ်။ဒါလေးတွေကိုကျွန်တော်တို့ YouTube channel တွေမှာလည်းတင်ထားတာလေးရှိပါတယ်။ဒါလေးတွေကြည့်ပြီးတော့ကိုယ့်ဘက်ကိုယ်အိမ်မှာလိုင်းလုပ်ကြည့်ခြင်းအားဖြင့်လည်းကိုယ်ဟာကျန်းမာရေးကိုအခရင်းဆိုင်ရာရောက်ပါတယ်။အဲ့တော့တက်ကြီးရဲ့လူကြီးတွေအနေနဲ့လည်းဒီဆောင်းရည်ကိုကျွန်တော်တို့ကြံ့ကြံ့မှမှနဲ့အကောင်းဆုံးဖြတ်သန်းမှုအတွက်ကိုကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ပြောတဲ့ဟာလေးကို live လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြတ်သန်းနိုင်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။ဒီဆောင်းရာသီကိုအကုန်လုံးကျန်းကျန်းမာမာနဲ့ယောဂကိန်းကိန်းနဲ့ဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်။